အားလုံးပဲမင်္ဂလာပါခင်ဗျာဆိုင်းတဲ့သတင်းဌာနမှာပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာခုတင်ဆက်ပေးမယ့်ရုပ်သံမျိုးဖိုင်းလေးကတော့ရခိုင်လူမျိုးဖြစ်ပြီး LND ကိုမကြိုက်ရတဲ့အကြောင်းကိုပြောလာတဲ့ရခိုင်လူမျိုးတယောက်ရုပ်သံမျိုးဖိုင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာဒီမှာရခိုင်လူမျိုးကအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးဘာတွေလို့ပြောဆိုနေတယ်လဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းဆိုင်းတဲ့သတင်းဌာနမှာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ န်ဖြစ်ပြီး NLD ကိုဘာလို့မကြိုက်တာလဲတဲ့။ကောင်းအရင်ကောင်းနေမေးပွန်မယ်။မင်းမြောက်မေးပါမလားမစိတ်ပူလဲရတာ။အခုတော့မေးပြီပေါ့လေ။မေးတော့လေထိရတာပေါ့။တသက်လုံးမှတ်ထားပါ။တသက်လုံးမှတ်ထားလိုက်။အကုန်လုံးမှတ်ထား။ကြီးတဲ့လူအကုန်လုံးမှတ်ထား။တသက်လုံးမှတ်ထား။အာရခိုင်လူမျိုးက NLD ကိုမကြိုက်ဘူး။တသက်လုံးမှတ်ထားတော့ဘွားမှာလူဦးကိုကိန့်ကြိုက်တော့မမင်းနဲ့။တသက်လုံးမှတ်ထားရခိုင်လူမျိုးက NLD ကိုမကြိုက်ဘူး။ဒါပေမဲ့တချို့ဒေသတွေမှာ NLD ကမင်းနိုင်တယ်။ဘာကြောင့်နိုင်တာလဲ။ကျွန်တော်တိတိကျကျပြောမယ်ဆိုတန်ခွေးမျိုး။ အဲ့ဒီမင်းနိုင်တယ်။ဘာကြောင့်နိုင်တာလဲ။အကြောင်းကတစ်ခုရှိတယ်။တစ်ခုကတော့တန်နေမြောက်မွတ်စလင်အတိုင်းဝိုင်းရှိတယ်။မွတ်စလင်အတိုင်းဝိုင်းဒီပေရှားပေါ့ identity ကိုမေးထေတယ်။သူကမေးထေရတဲ့အကြောင်းကြီးရှိတယ်။နောက်တစ်ချက်နောက်တစ်ချက်ကဘာလဲဆိုရင်တန်နေမှာစီးပွားရေးသမားတွေများတယ်။စီးပွားရေးသမားတွေရဲ့တွေးတဲ့ပုံစံကဘာလဲဆိုရင်လက်ရှိတိုင်းပြည်မှာအာဏာရနိုင်တဲ့ပါတီကဖိပါတီလေ identity party ။လက်ရှိအာဏာရနေတာလည်းဘယ်သူလဲ identity party ။ဒါကြောင့်မို့လို့အာဏာရပါတီကိုမေးထေရင်စီးပွားရေးပိုလို့လို့ကောင်းမယ်ဆိုတဲ့ဝင်းဆက်ကြောင့် identity ကိုမေးထေတာ။တခြားဘာယူရှက်မှမရှိဘူး။ အဲ့လိုမျိုးလုံနိုင်ဖို့အတွက်ကလည်းလူထုကိုအဲသူတို့က NLD ကို marketing စင်တာပေါ့ marketing စင်တဲ့ကလည်းအဲ့ဒီတက်ကအာလူတွေဒေသလူတွေလူတို့ marketing စင်တယ် marketing စင်တဲ့နေရာမှာလည်းကောင်းပါတယ် NLD ရဲ့ marketing စင်တာကောင်းပါတယ်အော်ဘုရားတည်တဲ့နေရာမျိုးတွေအဲအဲ့လိုမျိုးဈေးကြီးတည်တဲ့နေရာတွေဒီလိုရေတွင်းတူးတဲ့နေရာတွေရေကန်တူးတဲ့နေရာတွေမှာပိုက်ဆံတွေတုံးတယ်ပိုက်ဆံတွေတုံးတယ်လမ်းဖောက်တယ်ကြိုက်တာပေါ့ကြိုက်တာပေါ့အဲ့ဒါမကြိုက်တော့ကအဲ့လိုမျိုးလောက်တာအဲ့တော့ရွေးချက်ကဘာလဲ ရွေးချက်ကဘာလဲဆိုရင် အမျိုးသားရေးဘာရေးညာရေးအဲ့ဒါတွေမဟုတ်ဘူးရွေးချက်ကဘာလဲအာအနိုင်ရအစိုးရနဲ့အနိုင်ရအစိုးရကိုရွေးကောက်ပွဲမှာနိုင်ရင်ပို့ပြီးတော့အဆင်ပြေမယ်ရွေးကောက်အနိုင်ရအစိုးရနဲ့အဆင်ပြေပို့ပြီးတော့အဆင်စီးပွားရေးလောက်တာအဆင်ပြေမယ်ဒါကြောင့်မို့လို့ငါဟွာလုပ်တာအဲ့ဒါဒီမေ့တည်တာတန်းနေမှာစီးပွားရေးတမားလေအများကြီးပဲအများကြီးပဲတန်းနေမှာစီးပွားရေးလို့တော့ကောင်းတယ်အများကြီးအများကြီးရှိတယ်အများကြီးရှိတယ်တန်းတွေတော့တော်ကြီးပြိုရှင်ပြိုသွားပါစေကြောက်ကတော့ဆုတ်ပါပဲဆိုတော့ကောင်းတယ်အများကြီးရှိတယ် ဲ့တော့ဒီလိုကောင်းနေတော့ဟာဒီလိုကောင်းနေကြောင်းတန်လင်းက NLD မင်းနိုင်တာဒါကလည်းသူတို့ရဲ့ဒါ marketing ပညာပေါ့နော်သူတို့ရဲ့ party ကိုလူလူဘလို့ရအောင်ကောင်းဘလို့ဘလို့တည်အောင်လုပ်မလဲဘလို့မျိုးပအောင်လုပ်မလဲဆိုတဲ့ဟာဒါလည်း technique တစ်ခုပဲသူတို့လည်းသူတို့ဘက်ကလုပ်တာကောင်းတယ်ဒါပေမဲ့တန်ရွေးလူမျိုးနေရာလေးကိုကြည့်ပြီးတော့တချို့ NLD မင်းနိုင်တဲ့နေရာလေးကိုကြည့်ပြီးတော့ရခိုင်လူမျိုးတွေက NLD ကိုထောက်ခံပါတယ်လို့ဘဝမှာဘယ်တော့မှမမှတ်ပါနဲ့အဲ့ဒါ data အမှန်မဟုတ်ဘူး ကြောင်မို့လို့ကျွန်တော်ပြောချင်တယ်အဲ့ဒီမှာတစ်ခုထွက်လာတယ်ဆိုတာမြေကောက်ပွဲကထွက်လာတဲ့ reset တွေလူလူထိမှန်ဒူးဒူးဒူးရဲ့ယင်ထိမှန်ရှိတဲ့ဟာတကယ်မဟုတ်ဘူးဒါဒီက brain wire လောက်ခံရတဲ့အတွက်ကြောင့်မို့လို့စာရွက်ပုံမှာလက်ဝဲနှိပ်လိုက်တာတစ်ခုပဲဖြစ်နိုင်တယ်ယင်ထဲကခံစားခြင်းမဟုတ်ဘူးဒါကြောင့်မို့လို့အာနောက်ဆုံးပြအကုန်ထုတ်လိုက်မယ်ဆိုလို့ကြည့်ရင်ရခိုင်လူမျိုးတွေ NLD လို့မကြိုက်ပါဘူးနောက်လည်းမကြိုက်ဘူးအခုလည်းမကြိုက်ဘူးနောက်လည်းကြိုက်မှာမဟုတ်ပါဘူးအဲ့တော့ကျွန်တော်ပြောပြပြီနော်ရခိုင်လူမျိုး NLD မကြိုက်ပါဘူးကျေးဇူးတင်ပါတယ်